ားလုံးပဲ breaking news football live ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ football live ရတာ breaking news သတင်းပဲဖြစ်ပါတယ် breaking news ကလည်းရှိမှာဒါကျွန်တော် caption မှာတက်ထားတဲ့အတိုင်းပါပဲ chelsea ရဲ့ကစားသမားဟောင်းတယောက်ဒါကျွန်တော်တို့ဒါတတိမိပြီးတော့ဒါကျွန်တော်တို့လဲကျသွားတဲ့အထီကိုအခြေအနေရဒါကျွန်တော်တို့ဖြစ်သွားခဲ့တယ်ဆိုတဲ့သတင်းတက်လာခဲ့တယ်အဲ့ကစားသမားဟောင်းကတခြားကစားသမားမဟုတ်ပါဘူးဒါကျွန်တော်တို့ oscar ပါ တော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ဒါအဓိကပြောသွားခြင်းအကြောင်းအလေးတွေရှိတယ်ပေါ့နော်ဒါကျွန်တော်တို့အော်စကာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့စေယုံတင်ထားပြီဖြစ်ပြီးစောက်ပါလူမှာပေါ့နော်ဒါကျွန်တော်တို့ဘရာဇီးမှာစေယုံတင်ထားခဲ့ရပြီအခုလက်ရှိမှာတော့ဒါကျွန်တော်တို့အတည်ငြိမ်သွားပြီလို့လည်းသိရတယ်မှာပါတယ်ပေါ့နော်ဒါဒီသတင်းကလွန်ခဲ့တဲ့နှစ်လောက်ကတက်လာခဲ့တယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုတင်တဲ့ချိန်မှာနှစ်နှစ်လောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ လက်ရှိမှာအော်စကာနေနဲ့အခုလက်ရှိမှာဒါဆေးရုံတင်လာခဲ့ရဖြစ်ပြီးဒါသူ့အနေနဲ့ဒါဆေးစစ်နေတဲ့အချိန်မှာသူ့အနေနဲ့ဖျားနေတဲ့အချိန်မှာဒါသူ့အနေနဲ့မူလဲသွားခဲ့တယ်လို့သိရတယ်ဒါမှပါတယ်အဓိကလက်ရှိနောက်ဆုံး update တင်းနေနေရနှလုံးအခြေအနေကလို့ဒါကျွန်တော်ဒီလိုဖြစ်သွားခဲ့ရလို့သိရတယ်ဒါမှပါတယ်လက်ရှိဒါနောက်ဆုံး update တင်းနေနေရတော့ဒါကျွန်တော်တရားဝင်မိသားစုဘက်ကမှထုတ်ပြန်သေးပေမဲ့အော်စကာအနေနဲ့လက်ရှိမှာတော့ဒါကျွန်တော်ဘောလုံးအဲလောကကနေပြီးတော့အနာယူသွားဖို့အတွက်ရာခိုင်နှုန်းများသွားပြီပေါ့နော်အဲ့တော့ ်အော်စကာနဲ့ပတ်သက်ပြီးကျွန်တော်မှအမှတ်တရအများကြီးပဲခင်ဗျားတော့မသိဘူးပေါ့နော်ဒါကျွန်တော်တို့လောကမှာဒါကျွန်တော်တို့ငွေအတွက်လှုပ်လှုပ်တယ်ဆိုတဲ့လူတွေထဲမှာကျွန်တော်တို့အော်စကာကိုကျွန်တော်တို့နားလေပြီးလူရရတဲ့လူတွေထဲမှာပါတယ်လို့မြင်တယ် ။အော်စကာဒါချက်စီအသင်းမှာဒါသူ့ခန္ဓာကိုသူ့ယုံနဲ့မလိုက်သူ့ရဲ့ကန်ချက်တွေသူ့ရဲ့ပြောနေတာပဲအော်စကာကိုကျွန်တော်ပွင့်လင်းပြောအောင်အော်စကာကွင်းတဲ့နေရာဆုံးဆော့လိုက်ရတယ်။လိုရရင်အော်စကာ DMD စင်းဆော့ပေးလို့ရတဲ့ကစားသမားတယောက်ဗျာကျွန်တော်မှတ်မဲ့။အဲ့တော့အော်စကာဒီနဲ့ဒါကျွန်တော်မှတ်မဲ့ရချက်စီအသင်းမှာဒါအချိန်ကအများကြီးမရှိလိုက်ဘူး။တကယ်လို့အော်စကာကဒါကျွန်တော်ချက်စီမှာတကယ်ကိုကကွင်းလင်းမှာအများကြီးဖြစ်တာ Ramirez တို့အုပ်စုလို့ပဲ။ Ramirez တဲ့ဒါ defensive midfielder မှာကျွန်တော်ဒါတော်တော်လေးကိုသဘောချက်စီအဲ့တုန်းကကွင်းတဲ့ကစားသမားတွေကလေဟို transition ပေးရပေါ့နော်။ဒါ Angolo Kante တို့ဘာလို့မရောက် င်ခင်မှာမမဲရအော်စကာတို့ဒါကျွန်တော်ရာမီရက်စ်တို့ခင်မှာအဲ့ဒီသားသမားတွေကိုကျွန်တော်ကောင်းကောင်းကြီးကိုဒီဘောလုံးပွဲကိုစပြီးနည်းနည်းချေချေကြည့်တဲ့အချိန်မှတော့မသိကောင်းကောင်းမှတ်မိတယ်ဗောနော်အော်စကာဆိုတာကျွန်တော်တို့အသင်းဆုံးအသင်းမယူတာကျွန်တော်တို့သူ့ရဲ့တာချန်ပီယံလိဂိုးစကောရင်းတွေရောသူ့ရဲ့တာကျွန်တော်တို့တစ်ချက်တစ်ချက်သူလုတ်ပြသွားတာဒါဟိုကကာနဲ့တော့ဒဲမတူဘူးမဲ့ကကာပုံစံမျိုးနည်းနည်းဆင်တယ်လို့အောင်ပြောလို့ရတယ်တမပါအော်စကာကိုတော့မှတ်မိလွယ်တယ်ပြရာမီရက်စ်ရာမီရက်စ်ဆိုကျွန်တော်ဒါကျွန်တော်ဖေကကြွက်ကလေးလို့ခေါ်တယ်ဗောနော်ကျွန်တော်ဖေကရာမီရက်စ်ကိုတော်တော်ကြီးကိုသဘောကျတယ်ကျွန်တော်အဖေသဘောအကျဆုံးဒါချယ်ဆီကစားသမားတွေထဲမှာနံပါတ်1နဲ့လ ောက်နံပါတ်1လောက်ရှိမှထဲနဲ့ तू က drop out အရင်သဘောကြတာပေါ့နော်အဲ့တော့နံပါတ်1နေရာမှာ drop out နံပါတ်2နေရာမှာ mirror ဆက်ရှိမှာအဲ့တော့ oscar နဲ့ပတ်သက်လာရင်တော့ကိုရီးယားအမှတ်တရများပါဆိုတော့ father ကြီးလည်းတော်တော်လေးသဘောကြတဲ့ကစားသမားတွေမှာပါအဲ့တော့ oscar ပြခုနကပြောလို့ပဲဒါမမေရသူ့အနေနဲ့ဒါကျွန်တော်တို့တရုတ်ပြည်သူပြောင်းသွားခဲ့တယ်တရုတ်ပြည်အနေနဲ့ဒါကျွန်တော်တို့ salary cap တွေဘာညာဖြစ်တဲ့အချိန်မှာ oscar ကသူ့နဲ့ဒါ သူ့ရဲ့ salary cap ကတော့တရုတ်ပြည်ရဲ့သူ့ရဲ့တထွေးကိုယ်တိုင်ကออสการ์ကိုတဘောကြလုံးလို့သူ့ရဲ့ salary cap ဒီကြားထဲမှာတော့ออสการ์ကိုသူတို့ရအောင်ထိန်းခဲ့တယ်ပေါ့နော်။ออสการ์တော်တော်လေးကို drama king ဆင်ပြုံးပြော်ရွှင်တဲ့ကစားသမားရဲ့တယောက်လို့ပြောရရင်လည်းဆိုရင်တော့ကျွန်တော်နည်းမှားမယ်တော့မထင်ဘူး။ဒါကြောင့်မို့လားကျွန်တော်တို့သူ့ရဲ့ဒါ တရုတ်တထေးပိုင်ရှင်ကိုတိုင်ကလည်းအော်စကာကိုတော်တော်လေးကိုချစ်လို့နောက်ဆုံးအော်စကာဒါလွန်ခဲ့တဲ့ဒါကျွန်တော်နှစ်ပိုင်းကမထွက်သေးခင်ဒီဒါအော်စကာကိုလုံးဝလာစာအပြည့် salary cap ဆိုလဲဒါဒီလူရဲ့ကစားသမားကိုမထိကအောင်သူအကုန်လုံးအပြည့်ဝလုပ်ခဲ့တယ်ပေါ့နော်အော်စကာမမဲ့ရတာကျွန်တော်တို့တရုတ်ပြည်ကဒါကျွန်တော်တို့ salary cap ဒါကျွန်တော်တို့လာစာမကန့်သက်ချင်အချိန်မှာဒါပြောင်းသွားတဲ့ကစားသမားကြီးတယောက်ဖြစ်တယ်ဒါသူပြောင်းသွားတဲ့အချိန်မှာအကုန်လုံးနှမျောကြကျွန်တော်အပါဝင်ပေါ့နော်ကျွန်တော် father ကစအကုန်လုံးနှမျောကြဒါပေမဲ့ သူ့ရဲ့နောက်ပိုင်းသတင်းတွေကြားပွင့်ကျွန်တော်တော်တော်လေးကိုနားလေတယ်။သူ့ရဲ့မိသားစုကတော်တော်လေးကိုကြီးမားတယ်။ပြီးတော့သူ့ရဲ့လက်ရှိအဲ့တုန်းကစော်ဒီပေးတဲ့လာစာဆိုတော့တရုတ်ကအဲ့နေတလောက်ရှိတဲ့အချိန်ပေါ့နော်။အိုက်ခဲအိုက်ခါငွေစည်းနဲ့ဆိုရင်တရုတ်ကတကယ်အဲ့နေတလောက်ရှိတယ်။တရုတ်ကအဲ့တုန်းကခေါ်တာမတ်မတ်ရဖဲလိုင်းဒီတို့လည်းကျွန်တော်အီဂါလူတို့ဒီလိုကစားသမားမျိုးပြားသူဟိုစော်ဒီလောက်တော့စောက်ရမ်းမြင့်တဲ့ level ကစားသမားမျိုးတွေကိုတော့ခေါ်နိုင်တဲ့တယ်။ဒါပေမဲ့ तू ကအလေလက်ထပ်ပူကောင်းတဲ့ကစားသမားတွေခေါ်။အော်စကာကအဲ့အလေလက်ထပ်ပူတဲ့အချိန်ရောက်နေတဲ့အချိန်။အော်စကာနေနဲ့ချယ်ဆီမှာဆက်နေမယ်ဆိုရင်လုံးဝကျွန်တော်အမြင်ကပြောမယ်လက်ဂျ ချန်ဖြစ်သွားနိုင်လောက်ဒီအော်စကာသွားနိုင်တယ်ဒီနေရာမှာကျွန်တော်ဒါအော်စကာအနေနဲ့ဒါကျွန်တော်တရုတ်ပြည်မှာလုံးဝသူကိုယ်တိုင်လည်းဒီတရုတ်ပြည်အသင်းမှာလုံးဝအပြည့်အဝပေးဆက်ခဲ့တယ်။သူကလေးတွေရောဒါသူ့မိသားစုရောဒါတရုတ်ပြည်ကိုဒါသူကိုယ်တိုင်တရုတ်ပြည်ကိုအရန်ဒါတော်တော်လေးသဘောကျတဲ့လူတယောက်သူကိုယ်တိုင်ပြောခဲ့တယ်ပေါ့နော်။အဲ့တော့တရုတ်ပြည်ကလူကလည်းတော်တော်လေးကိုအော်စကာကိုချစ်နှစ်သက်တဲ့လူတွေလည်းဖြစ်တယ်။အဲ့တော့အော်စကာနဲ့တရုတ်နဲ့ကကြားတဲ့ကဒါကျွန်တော်ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ပေါ့နော်။အဲ့တော့အော်စကာအနေနဲ့သူ့အနေနဲ့သူ့မိသားစုတစ်ခုလုံးမဟုတ်ဘဲနဲ့သူပြောသွားတဲ့စကားလုံးတစ်ခုရှိတယ်။ သူဘောလုံးကစားတာကိုကြိုက်နေတယ်ဒါပေမဲ့သူ့မိသားစုပျော်တာကိုသူပုံမြင်နေတယ်ဗောနောသူ့အနေနဲ့သူဘောလုံးကစားနိုင်မဲ့အသက်သူကျွန်တော်ထင်တယ်သူ့အနေနဲ့သူ့ကိုသူကြိုတိပြီးသားတယ်အဲ့ဒီတော့အစားကအဲ့တော့ကျွန်တော်အခုလက်ရှိမှာအပြန်နှွေးပြီးအဲ့တော့ကပြောတဲ့ဇကားကအခုချိန်မှာပို့ပြီးတော့နားလေလွေ့လာတယ်ကျွန်တော်အနေနဲ့ကျွန်တော်ဘောလုံးကစားရမယ့်တက်တန်းကိုကြီးလိုက်မယ်ဆိုရင်ကျွန်တော်နားရမယ့်အချိန်ကပို့ပြီးများနေတာကိုတွေ့ရမယ်အဲ့တော့နားရမယ့်အချိန်တွင်းမှာကျွန်တော်ရနိုင်တဲ့လောက်ကဲကျွန်တော်ဘောလုံးပို့ကျွန်တော်ကစားတဲ့အချိန်တွင်းမှာကျွန်တော်ရနိုင်တဲ့လောက် တ်စံတွေအကုန်လုံးကိုယူသွားခြင်းနဲ့နားတဲ့ချိန်မှာအဲ့ဒီပတ်စံတွေကိုကျွန်တော်မိသားစုနဲ့သုံးခြင်းလို့အဲ့တော့ကကျွန်တော်အဲ့စကားကိုဒါချက်စီးမှလည်းဒီကောင်ဒီပတ်စံရနေတာပဲပေါ့နော်ဒါချက်စီးမှသူ့ကိုသူဒါအဲ့တော့လည်းရတာပဲဒါတိတ်တိတ်မပြည့်ဘူးတနေတိုက်ပေါ့အဲ့လောက်ဒါပေမဲ့လက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်တုတ်ပြီးသွားတယ်မှာတိတ်နဲ့ချီရတယ်နောက်ဆုံးချိန်ကြီးလည်းသူတိတ်နဲ့ချီရတယ်ဒီမှာသူပါတယ်ပေါ့နော်တနေ့တနေ့ကိုတန်းနဲ့ချီသူအသေးရတယ်ဒီမှာပါသေးတယ် ဲ့တော့ဒါကျွန်တော်အော်စကာအနေနဲ့ဒါကျွန်တော်သူဘာလို့ဒီစကားပြောသွားလဲဆိုတော့ဒီလက်ရှိအခြေအနေကိုကျွန်တော်သဘောပေါက်သွားပြီသူအနေနဲ့နောက်ဆုံးသူကြိုက်နဲ့တတ်တဲ့သူသူပြောမယ်ဆိုတဲ့အလုပ်ကလေးလုပ်တဲ့အချိန်မှာသူခန္ဓာကိုယ်ကသူ့ကိုအဲတာစီနေခဲ့ပြီပေါ့နော်ဝမ်းနေဖို့တော့လေကောင်းပါလေကိုကောင်ကြီးလေအဲ့တော့ဒါသူ့အနေနဲ့ဒါဆောက်ပါလူမှသူစားတယ်သူလဆောက်သူရှိတယ်သူနှိမ့်နေတယ်များနှိမ့်အောင်သူယူပေးထားတယ်လို့လည်းကြားသိရတယ်ဒီမှာပါတယ်ကျွန်တော်လည်းမှားကောင်းလဲမှားနိုင်တယ်ဒါပေမဲ့နှိမ့်နေတော့နှိမ့်နေတာသူယူပေးထားတယ်သူ့အနေနဲ့သူပြောကြတယ်ဗျာသူကြိုက်နေတဲ့တရသူလှုပ်တော့မယ်သူပြောရလေသူလှုပ်တော့မယ်အဲ့ဒီအချိန်မှာပဲသူရဲ့နှလုံးက သူရခံတိုင်းပေါ့ဟိုကိုသွားတဲ့စိတ်သွားတဲ့ကိုမပါတော့တဲ့အခြေအနေတစ်ခုကိုအာအော်စကာရောက်လာခဲ့တယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောမယ်ဆိုဝမ်းနေတယ်ဗျတခါကြရင်လေကျွန်တော်တို့ဒါလူတော်မြတ်သားဟာဟိုအသင်းကိုပြောင်းသွားကျွန်တော်ဒါ sorry ကိုပြောင်းသွားဘလုံးသမားဆိုတာလေကျွန်တော်တို့ဒါကျွန်တော်တို့လက်ရှိမှာကျွန်တော်ကဒါ925လောက်လောက်တယ်ကျွန်တော်ကဒါခုနကဘလို့ပဲလက်ရှိမှာဟိုအလုပ်အဲ့ပေါ့ဒါမဲ့အလုပ်လုပ်တဲ့လူပေါ့နော်ကျွန်တော်ဘဝရေကျွန်တော်60ကျော်တိကျွန်တော်အုံနောက်ဒါအလုပ်လုပ်နိုင်မယ်ဆိုရင်90နဲ့60ကျော်ကျွန်တော်လုပ်နိုင်တယ်လို့ကျွန်တော်မြင်တယ် ဘုံသမားကလူတိုင်းကခရစ်စတီယာနိုရော်နယ်ဒိုမဟုတ်လူတိုင်းကလူကာမိုဒရစ်မဟုတ်ဘူးလူတိုင်းကလီယိုနယ်မက်ဆီမဟုတ်ဘူးဒါကိုကျွန်တော်နောက်ပိုင်းညာရင်ကစားသမားတွေပို့ပို့ကြည့်ပြီးတော့ပေါ့လားကျွန်တော်ဘယ်နေရာမှာလုံးဝကစားသမားတွေရဲ့ life span ကတူလဲဆိုတော့ဒီနောက်ပိုင်းဒါဂျူတာနဲ့ဖြစ်တဲ့ကိစ္စတွေကိုကျွန်တော်ရဲ့ဘဝကိုလုံးဝဒါကျွန်တော်တို့လွတ်ဖြစ်သွားတဲ့အချိန်ကခရစ်စတီယန်အရစ်ဆင်ပဲကစားသမားတွေကိုကျွန်တော် ငငယ်တုန်းကကျွန်တော်ဒါခမရတော့ကြည့်ဘူးမယ်ဆပားနဲ့ဘော်ဒန်နဲ့ဘွဲတန်နဲ့ဘော်ဒန်ရဲ့ကစားသမားဒါကျွန်တော်တို့ကွင်းထဲမှာလုံးဝပြုံးဘုံးဆိုပြစ်လဲသွားတဲ့ moment ရှိအဲ့တော့ကိုရီးယားအရန်ကြည့်ဘောလုံးဟိုကြည့်တော့ကြည့်တော့ကြည့်တယ်မှတ်ဟိုအဲ့လောက်ကြည့်တော့မဟုတ်တဲ့တော့ကြောင့်မို့အော်ကစားသမားဒါဒန်ရသွားရလောက်ပဲထင်တာအသက်ကြီးလာနေအမြကစားသမားတွေကငါတို့လိုလူတွေပဲဆိုတော့နည်းနည်းလေးပို့ပြီးတော့ဟိုကျွန်တော်တို့လိုတာမန်တွေထပ်ပို့ strong ဖြစ်တဲ့တွေတော့ဖြစ်ကောင်းပဲဒါပေမဲ့ at the end of the day မှာနှစ်တစ်နှစ်ကိုဆိုတော့တို့လည်းတာမန်ပဲတို့လည်းလူပဲ ဲ့တော့အော်စကာကတော့ခုနကဘယ်နှလုံးလဲခုနကပိုင်းကြည်လိုက်သိတာပဲကစားသမားတော်တော်များများနှလုံးအရန်ထိလာတယ်။စေးရီကြောင့်ပဲလားခုနကဘောလေ့ကျင့်ခန်း training နေကြောင့်ပဲလားဘာကြောင့်လဲတော့ကျွန်တော်အနေနဲ့မသိဘူးနော်။ငငယ်ရွယ်ရွယ်နဲ့နှလုံးတအားထိတယ်။ဒါကျွန်တော်တို့အခု အော်စကာဖြစ်သွားရဥစားဆိုဒါခရစ်ရှန်အရစ်ဆန်ဖြစ်သွားတဲ့ကတ်ဆင်ဆင်ပဲခရစ်ရှန်အရစ်ဆန်ကဆက်ထည့်ပြီးဆက်စော်တယ်သူအနေနဲ့ဒါပေမဲ့အော်စကာကတော့လုံးဝသူ့အနေနဲ့သူလည်းငွေတစ်ခုအတိုင်းတာရရပြီးပြီးတော့သူနားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်နားသိမ့်ပြီလို့လည်းမြင်တယ်အဲ့တော့ကြောင့်အော်စကာကခုနကပြောချက်စီကထွက်သွားတော့ကသူအဲ့တရုတ်ပြည်ရောက်ပြီးနှစ်နှစ်ရောက်တဲ့အချိန်မှာသူပြောတဲ့အချိန်မှာတော့ကျွန်တော်ကိုကျွန်တော်ပဲသိတယ်ပေါ့နော်ကျွန်တော်မိသားစုတို့ကကျွန်တော်ဒီနေရာကိုပြောင်းရွှေ့လာကျွန်တော်ကိုသူတို့သိတယ်ဒါပေမဲ့ဒီနေရာပြောင်းရွှေ့လာကျွန်တော်နဲ့နောက်နားမရောက်ဒီနေရာကလူတရုတ်ပြည်ရလူတွေခုနကပြောလို့အော်စကာကိုအရန်ချစ်တယ်ပေါ့နော်အဲ့တော့အော်စကာအနေနဲ့အမြန်ဆုံးတတ်တာပါဆိုကျွန်တော်ဒီနေရာကနေစုမုံကောင်းတောင်းပေးတယ်ဘဝမှာတော့တယုံတယုံမမိမရတဲ့ ကစားသမိုင်းတဲ့မှာဒါအော်စကာတို့ရာမီရက်စ်တို့အုပ်စုကဒါကျွန်တော်တော်တော်လေးကိုမှတ်မိစေမယ်ထင်ပါပါတယ်။မမေရတော့ကျွန်တော်တို့ဒါညူကဆေရတာဒမ်ဘာဘာတို့ဒါကျွန်တော်တို့လက်ရှိအော်စကာတို့ရာမီရက်စ်တို့ဒါကျွန်တော်တို့အဲကျွန်တော်တို့အတွက်ကပေါ့နော် underrated ဖြစ်တယ်ကျွန်တော်တို့ဒါအဒဲတာရာဘတ်တို့တခက်သေးတော့မဟုတ်ဘူးပေါ့နော်ဒါခင်ဗျားတို့ဥရာမီအဲ့လိုကျွန်တော်တို့ကျွန်တော်တို့က underrated ဖြစ်တဲ့ကစားသမိုင်းလို့ပဲပြောရမယ်ထင်ပါပါတယ်။အဲ့တော့ကိုတီးရဲ့ကစားသမိုင်းဒါအော်စကာတယောက်လေးဒါအမြန်ဆုံးသက်သာပါစေ။အဲကိုချစ်တဲ့ဘောလုံးကနေနမနှုတ်ထွက်ဖို့တော့ဆူတောင်းမယ်ဒါခုနကပေါ့နားလိုက်တော့သူတို့အကောင်းဆုံးပါမိသားစုနဲ့ချစ်တဲ့လူတွေနဲ့ပဲတူနေဒါပေမဲ့ ကိုချစ်တဲ့လူကိုကိုမလို့အောင်ဆိုတဲ့ဥစ္စာကတော့အင်မတန်မှဆိုးရွားတယ်ဗောနော်ခင်ဗျအဲ့ဒါခံရခက်တယ်ဒါဟိုကျွန်တော်ပြောကျွန်တော် theory honorary တစ်ခေါက်ပြောခဲ့သူပဲနော်သူ့အနေနဲ့သူဘောလုံးရက်တက်နေသူ့သားနဲ့သူနဲ့ဘောလုံးဆော့နေတဲ့အချိန်မှာသူသားပြေးပြီးတော့ဘောလုံးကန်လိုက်ချိန်မှာအဖေလာလေးလို့သူခေါ်တယ်တဲ့သူသူချက်တော့လုံးဝမလုံနိုင်တော့ဘူးတဲ့လုံးဝမလုံနိုင်တော့ဘူးတဲ့အဲ့အချိန်မှာသူသိလိုက်တယ်ဗောနော်သူရဲ့ကစားဘောမှာဘွာပြီးဆုံးသွားပြီအဲ့နောက်နေ့ကျကျတော့သူ announcement လုပ်ပြီးသူဒိုးပလိုက်တယ်ဗောနော်အဲ့တော့ခုနကပြောသူအနေနဲ့ဒါအော်စကာနေတဲ့သူ့ဘော်ဒီကိုသူ push မလုပ်သင့်ဘူးလို့ကျွန်တော်နေမြင်တယ် I think he သူနာပါဘူးပဲ he need to retire ပေါ့နော်အဲ့တော့ဒါမှခုနစိတ်မကောင်းဘူးကိုချစ်တဲ့ကစားသမားတွေတဖြည်းဖြည်းနဲ့ဒီလိုယောဂါတွေဖြစ်ဒီကိုဂျိုတာဖြစ်တော့လာခုနကကိုချင်းနေယူဂျိုမေးရမဖြစ်သေးဘူးအဲ့တော့ Oscar အတွက်ကိုရီးယားဒီနေရာအကောင်းဆုံးဆူတောင်းပေးပါတယ်ချယ်ဆီကိုရဲ့မြို့ကံပြိုင်ပွဲဘာညာခေါင်းတော့မှမရှိဘူးဒါပေမဲ့ ကော့ဟီရိုတယောက်တည်းကဒါကျွန်တော် underrated အဖြစ်ဆုံးကစားသမားရဲ့တရားလို့ကျွန်တော်နည်းမြင်တယ်ကျွန်တော်ခက်မှာပေါ့နော်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV Voice တို့မှာဂျင်းလူစံပေါအောင်ကူညီလို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အိုးများများကလစ်မှာမများနိုင်မှာဖြစ်ပါတယ်အားလုံးမကြွတမနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုံပုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲ AAC တွေ့ကြတာပေါ့ဒီပါဗျာ